တနင်္သာရီနေ့လေးမှရွာမှာဆန္ဒရှင်တကအင်အားဖြည်းဖြည်းစစ်ကြောင်းထိုးလာတဲ့အတွေ့ဒီနေ့တွန်လိုင်းတပ်တွေနဲ့ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်ခဲ့လို့တွန်လိုင်းတပ်နဲ့နိစာသူတွေစီကတည်ရပါတယ်ဒီနေ့နိုဝင်ဘာလ၄ရက်နေ့မနေ့စနေလောက်မှာလေးမှရွာနာကဒေတာခေါ်ကြောက်တင်ဖို့အနည်းအင်အားတရာလုံးနဲ့စစ်ကြောင်းထိုးလာတဲ့ဆန္ဒရှင်တပ်နဲ့တွန်လိုင်းတပ်တွေနှစ်ဖက်ပြန်လာပစ်ခတ်မှုဖြစ်ပွားခဲ့တာပါလေးမှရွာနဲ့အနည်းတစ်ပိုင်းမှာ ော်တိုဘားနောင်ပိုင်းကစားလို့ဆက်အနာရှင်တန်နေတော်လိုင်းတပ်တွေချတိုက်ပွဲတွေခက်စိစိဖြစ်နေပြီးဆက်အနာရှင်တပ်ကလိန်နဲ့ပိုချက်တိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဝင်းမနာနေရနေကဖြစ်တဲ့တိုက်ပွဲမှာတော့တော်လိုင်းတပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေကိုတင်းနေလိုက်ပြီးသူကာကွယ်ရေးအဖွဲ့အပါအဝင် ဘိတ်ကြိုင်ထေရာပီဒုကာကိုရဲ့အဖွဲနှစ်ဖွဲနဲ့အတူတရင်နေနေခန်ဒီကိုတပ်ဖွဲ့တွေကပူပေါင်းတက်ခတ်ခဲ့ကြတယ်လို့လင်းမောလာနေရနေမှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေအများသိရပါတယ်။လေးမိုင်ရွာဟာဇွဲတကူလမ်းမိုက်မှာရှိပြီးတိုက်ပွဲဖြစ်နေတဲ့အတွေ့လေးမိုင်ရွာနဲ့အနီးနားကကြေးရွာလေးရွာကဒေသခံ900ကျော်အားလေးစစ်ဆောင်နေကြတာတပတ်လောက်ရှိလာပြီလေဖြစ်ပါတယ်။